ဘာသာဝင်တွေတေချာနားတော်သွားနော်ဟုတ်မင်းတို့ဗုဒ္ဓဘာသာဝင်တွေကရှင်းပြတတ်မှုမရှိလို့ကွာအဲ့ဒါကြောင့်မင်းတို့ကိုးကွယ်တဲ့လူနဲနေတာရှင်းပြောလားအာဘာသာတရားကိုးကွယ်ရဘာသာမှန်မှ လူမှန်ဖြစ်တယ်လူကောင်းဖြစ်တယ်အဲ့ဒါလို့လူမှန်လူကောင်းဖြစ်မှအဲ့ဒီသူ့မှာသူ့ရဲ့ဘဝဒုက္ခတွေကနေပါသွားလိမ့် ဟုတ်မယ်မင်္ဂလာပါဒီနေ့က2025အောက်တိုဘာလ14ရက်နေ့ပေါ့ဗျာနော်ဒုတိယမြောက်ဖို့ပေါ့ကျွန်တော်အောက်မှာဘာသာကြားတယောက်ကနေလာမန်းသွားတယ်ဖရာတို့ဗုဒ္ဓကတဲ့ကောင်းလို့ရရာဒီတွန်တင်ဆုံးမသွားတာဗာတဲ့ကောင်းပါတယ်တဲ့သူကဖရာတော့မဟုတ်ပါဘူးတဲ့အဲဒါမျိုးလေးတွေလာတာပြီးတော့နိုင်ပေါ်မှာတော်တော်များများအခုနောက်ပိုင်းကျွန်တော်တွေ့လာကျွန်တော်ရဲ့အာရန်နဲ့အေဝသီပင်လင်းဖန်ဆင်းရှင်ဖန်ဆင်းထားကြောင်းကိုကိုယ်တိုင်မမြင်ခဲ့ရပါဘူးဆိုတဲ့ဇာတ်ကိုခြေပလာတဲ့ဇာတ်တွေ ပြန်ပြီးတော့ creation လုပ်ပြီးခြေပါတဲ့နေရာဒီမှာတော်တော်များများဖန်ဆင်းရှင်ကိုယ်ခွေသူတွေရဲ့ညာရင်ညာသွေးဘလောက်နေပါလဲဆိုတဲ့ပြဿနာကိုပြောပြမယ်နော်သူတို့ကဘာကိုဥပမာပေးလဲလို့မေးလို့ရှင်ဒါအမြဲတမ်းပါပဲအောက်မှာ comment လာရေးတာအဲ့ဒီအဖြေကိုလည်းကျွန်တော်အမြဲတမ်းပေးပါတယ်သူတို့ကအောက်မှာ comment လာရေးတိုင်းမှာပါခင်ဗျားလေကိုမြင်ဘူးသလားတဲ့ခင်ဗျားလေရှူနေတယ်ဆိုတာလေရှိတယ်ဆိုတော့ခင်ဗျားယုံသလားတဲ့မမြင်ဘူးပဲနဲ့ခင်ဗျားဘာလို့ယုံလဲအဲ့ဒါညာရင်ညာသွေးနေပါလား ဲ့ဒီဥပမာကြီးပေးတဲ့လူတွေရဲ့အတိညာဏ်ကအလွန်မတန်ဉာဏ်ရည်ဉာဏ်သွေးနေပါတယ်လို့ပြောလို့ရတယ်။ကိုကျော်ကြီးပြောနေတဲ့ဇာတ်ကြီးကိုမြင်တဲ့လူဘယ်သူရှိလဲ။ဇာတ်ကြီးဇာတ်ကြီးကိုမြင်တဲ့လူဘယ်သူရှိလဲ။ကိုကျော်ကြီးပြောတဲ့ဇာတ်ကြီးကိုနားလည်တဲ့လူတွေရှိသလား။မရှိတယ်။ဇာတ်ကိုမြင်ရတဲ့သူဘယ်သူမှမရှိဘူး။ဇာတ်ကြီး voice အတန်သာဖြစ်တယ်။မျက်စိနဲ့မြင်နိုင်တာမဟုတ်ဘူး။နားနဲ့ကြားနိုင်တာ။နာနဲ့ကြားနိုင်တဲ့အရာတွေအားလုံးကိုမျက်စိကမမြင်နိုင်ဘူးမျက်စိနဲ့မြင်နေတဲ့အစင်းတွေကိုနားကမကြားနိုင်ဘူး ဒီရတာကချိုးပါတယ်ဒီရတာကချင်ပါတယ်ဒီရတာကငံပါတယ်ဆိုတော့မျက်စိနဲ့မြင်နိုင်လား no အဲ့ဒီတရားကိုဟောနိုင်တာဗုဒ္ဓဘာသာပဲရှိတယ်မျက်စိနဲ့မြင်နိုင်တဲ့အရာကိုနားကကြော်ပြီးအလုံးမလုံးနိုင်ဘူးနားနဲ့ကြားနိုင်တဲ့အရာကိုနှာခေါင်းကကြော်ပြီးအလုံးမလုံးနိုင်ဘူးနှာခေါင်းနဲ့သိနိုင်တဲ့အရင်အနံ့ကိုရှာကကြော်ပြီးအလုံးမလုံးနိုင်ဘူး ဒီခန္ဓာကိုယ်မှာတွေးထရတယ်လေဆိုတာခန္ဓာကိုယ်ရက်ကလေးခတ်လိုက်လို့ရှင်အဲ့ဒီရက်ကလေကိုအသားအောင်လာထိလေရှိတယ်ဆိုတာသိနိုင်တယ်မျက်စိနဲ့မမြင်နိုင်ဘူးနှာခေါင်းနဲ့ရှူလို့ရတယ်နှာခေါင်းထဲမှာတိုးထိမှုဒါကိုသိတယ်လေဝင်သွားရင်နှာခေါင်းထဲကိုတိုင်းဆိုတိုးထိသွားတာသိတယ်အကယ်၍အဲ့ဒီနှာခေါင်းထဲမှာအနံ့ပါလာတယ်ဆိုရင်အနံ့ကိုနှာခေါင်းကသိတယ်ကောင်းတဲ့အနံ့မကောင်းတဲ့အနံ့မကောင်းတဲ့အနံ့ကောင်းတဲ့အနံ့ကိုမျက်စိနဲ့မြင်တဲ့လူဘယ်သူရှိလဲ အဲ့ဒါယုံကြည်မှုလားအဲ့ဒါကိုယ်တိုင်သိတရားကြီးဒါကနံပါတယ်ဒါကမှုေးပါတယ်ဆိုတော့ကိုယ်တိုင်သိတရားကြီးအဲ့ဒီအာယုံ၅ပါးကတယောက်တစ်ခုနဲ့တစ်ခုက ကျူးလွန်ပြီးကြော်လွန်ပြီးမသိနိုင်ဘူးအဲ့ဒါကိုမြဲစွာဘုရားကဒီအာယုံ၅ပါးဒီတစ်ခုနဲ့တစ်ခုကြော်ပြီးမသိနိုင်ဘူးသူတို့ကိုသိနိုင်တဲ့အရာကြီးသူတို့ကိုခံစားနိုင်တဲ့အရာကြီးစိတ်လို့ပြောတာ နှာခေါင်းထဲမှာရှိတဲ့ပတာရဓာတ်နဲ့ပတ်သက်ပြီးတော့အနံ့ကိုခံနိုင်တာဒီပတာရဓာတ်ပျက်စီးသွားရင်ဒီနှာခေါင်းထဲမှာရှိတဲ့ပတာရဓာတ်ပျက်စီးသွားရင်ကိုဗစ်တုံးကဖြစ်ခဲ့ဘူးကြတယ်မလားအနံ့မရတော့လေပြတ်သွားအဲ့ဒီထဲမှာပတာရရုပ်ဆိုတာရှိတယ်အဲ့ဒီရုပ်ကမခံစားနိုင်တော့ဘူးဆိုအဲ့ဒီရုပ်မှာစိတ်ကလာဖြစ်တာခံစားမှုစိတ်ကလာဖြစ်တာအဲ့ဒီရုပ်ကမခံစားနိုင်တော့ဘူးဆိုရင်အဲ့ဒီရုပ်ပျက်စီးသွားရင်အဲ့ဒီအနံ့ကိုမသိတော့ဘူးတခါတလေမှာရှာမှာအရသာပြတ်သွားတဲ့လူတရှိတယ်။ဘာရသာမှခံလို့မရတော့ ရှာအကြည်ဓာတ်ကြီးပြတ်သွားတာလည်းရှိတယ်။ဟုတ်လား။အဲ့ဒါဆိုရင်ရှာကပတာရရုပ်ကြီးပြက်စီးသွားတာဖြစ်ခြင်းကြောင့်ရှာနဲ့တိနိုင်တဲ့အရာသာတွေမရတော့ဘူး။အဲ့တော့ပေါ်တော်တော်ကြောင်တောင်တွေလေရှိလားလေကိုဖန်ဆင်းရှင်ကဘာနဲ့သိနိုင်လဲခန္ဓာကိုယ်မှာအစိတ်ပိုင်း6ခုရှိတယ်မျက်စိနားနှာလျှာကိုယ်မနောမနောစိတ် 6ပါးရှိတယ်ဘာနဲ့သိနိုင်လဲစိတ်နဲ့သိနိုင်လားစိတ်စိတ်နဲ့သိနိုင်လားစိတ်မှာအတွေးခေါ်တွေအသိဉာဏ်တွေဉာဏ်ပညာတွေအဆုံးရှိအဲ့ဒါနဲ့သိနိုင်လားဘာနဲ့မှမသိနိုင်ဘူးဒါဆိုရင်သူ့ကိုဘယ်လိုသိနိုင်လဲစိတ်ကူးယင်ပြီးသိနိုင်တယ်စိတ်ကူးယင်ပြီးသိတဲ့အရာမှန်သမျှဒီစိတ်ကူးသိတယ်အဲ့တော့ဖန်ဆင်းရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ကြီးအကုန်လုံးဒီစိတ်ကူးကြံစီပြီးတော့သူတို့ကြံစီထားတဲ့အရာတွေကိုဟုတ်မှန်ကြောင်ပြောတာ ခုတ်မှန်ကြောင်ပြောတာအာဘစ်ဘန်ကြီးကိုဖះကျန်းစာထဲမှာဘလို့ဘယ်အချိန်ကဘစ်ဘန်ကြီးကိုဘလို့လုခဲ့တာလို့ညာလို့ခုတ်ခဲ့ကြီးထဲမှာဘစ်ဘန်ဘစ်ဘန်ဖြစ်ခဲ့တယ်ဆိုတာလဲစိတ်ကူးရင်ပြီးကြံစီထားတာဒီဟာကဒီလိုဖြစ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့ကြံစီတာလက်တွေ့သိခဲ့တာမဟုတ်ဘူးဖြစ်နိုင်ခြင်းရှိတဲ့အရာကိုကြံစီလိုက်တာဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးအဲ့ဒါကိုကျန်းစာထဲကြီးထားတယ်တော့တိုက်ဆိုင်နေโอเคပြဿနာမရှိဘူး ဒီဘိဗံကြီးဖြစ်တယ်ပဲပြောပြောမပဲဘိဗံကြီးမဖြစ်ဘူးပဲပြောပြောအဲ့ဒါကိုလက်တွေ့ပြလိုက်လက်တွေ့ပြလိုက်ဒီဘိဗံဆိုတဲ့ပောက်ကွဲမှုကြီးကိုစက်ကြဝဠာပောက်ကွဲမှုတစ်ခုကိုနမူနာပြလိုက်ပြလိုက်လို့ရှိရင်နောက်ထပ်ကျယ်တွေလာတွေထက်ထွက်လာအောင်ကဘာတွေထက်ထွက်လာအောင်လူသားတွေထက်ထွက်လာအောင်ဟုတ်လားအဲ့ဒါဆိုရင် okay right ဒါဆိုရင်ရှိတယ်ဟုတ်လား အာရန်နဲ့အေဝါဒီပင်လင်းရင်သူကမွေးလိုက်တဲ့သားသမီးတွေမွေးတာနောက်ထပ်လူထက်မှဖန်ဆင်းဘူးလူထက်ဖန်ဆင်းတာမှရှိဘူးရှင့်ရအခုဖန်ဆင်းပြနောက်ထပ်ကဘာရဲ့အလဲလူသားပေါ့ကွာကဘာရဲ့အလဲလူသားပေါ့နော်ဖန်ဆင်းပြအာရန်နဲ့အေဝါတောင်လူကိုဖန်ဆင်းတာမမြင်ခဲ့ရဘူးဒီကဘာလောကကြီးဆိုဝေရောဗုဒ္ဓကျမ်းစာထဲမှာအဆုံးရှိပြီးသားလीမင်းတို့ငကိုတွေကအစအဆုံးရှင်းပြထားပြီးသားလीဟုတ်လား ရေဆိုတာလဲရေတင်ကြီးလို့ပြောလိုက်တယ်ရေဆိုတာမင်းတို့မြက်ဖြားပေါ်မှာတီးနေတဲ့ရေကိုကြည့်တယ်ရေဒီအပြားမဟုတ်ဘူးအလုံးလိုက်ကြီးတီးနေတာအဲ့တော့နောက်တစ်ခုကမြက်စွာဘုရားကစပြီးတော့ပြောလိုက်တဲ့ကမြေအောင်မှာရေရှိတယ်မြေကြီးရအပေါ်မှာမြေကြီးရအောက်မှာရေရေအောက်မှာလေရှိတယ်လေအောက်မှာအာကာသလတာကြီးရှိတယ်လို့ပြောတာဒီမြေကြီးနဲ့ရေနဲ့ကိုလုံးဝနေတဲ့တရံမင်းတို့မျက်စိနဲ့မြင်အောင်လေတို့ဖီအားနဲ့ဆွဲထားတာအဲ့ဒါ ဲ့ဒီရေတွေအဲ့ဒီခုနေနေမပြိုကွဲတော့လေရုဖီအားနဲ့လှူထားတာအဲ့လေကပင့်တင်ထားတယ်လို့ခေါ်တာခန္ဓာကိုယ်မှာရှိတဲ့ဝိုင်းအော့ဒတ်ဆိုတာအပေါ်ကိုတွန်းတင်တဲ့လေရှိတယ်အောက်ကိုဖိချတဲ့လေရှိတယ်လေမှာတွန်းတင်တဲ့လေလည်းရှိတယ်ဖိချတဲ့လေလည်းရှိတယ်အဲ့တော့လေရုဖီအားလေရုဖီအားနဲ့လေရုကဖိတာလည်းရှိတယ်တွန်းတာလည်းရှိတယ်ကန်တာလည်းရှိတယ်လေလုံးပိတ်ထားတဲ့တန်ဘုံတဘုံတွေကိုလေတွေအကုန်လုံးဆွဲထုတ်လိုက်ဆွဲထုတ်လိုက်အဲ့ဒီလေက တုံးကိုပုံကြပါတယ်အဲ့ဒါဘာဖြစ်လို့အထဲထဲမှာတုံးကန်ထားတဲ့လီမရှိတော့ဘူးအပြင်ကနေဖိလိုက်တဲ့လီရဲ့တန်ကိုမခတ်နိုင်တာအဲ့ဒီအချိန်ကြရင်အဲ့ဒီလီသည်အော်တိုမက်တစ်အထဲကတုံးကန်ထားတဲ့လီမရှိတဲ့အကြောင်းအဲ့ဒီတန်ဘုံကပိန်ကျသွားတယ်အလုံးမတန်မာကြောတဲ့ဆုပ်ခွက်တွေကနေပြီးအဲ့ဒီလီကိုဆွဲထုတ်လိုက်အထဲထဲမှာတုံးကန်တဲ့လီမရှိတဲ့အတွက်အဲ့ဒီဆုပ်ခွက်နှစ်ခုကိုဆွဲခွာလို့မရအောင်အဲ့ဒါဘာကြောင့်လဲလို့မေးလို့ရှိရင်အထဲမှာတုံးကန်ထားတဲ့လီမရှိဘူးအပြင်ကဖိတဲ့လီရဲ့တန်ကိုမခတ်နိုင်ဘူးနားလည်လား ါတွေကလက်တွေ့ပြလို့ရတယ်ကိုယ်တိုင်သိနိုင်တဲ့တရားတွေဖြစ်တယ်ကိုယ်တိုင်သိနိုင်တဲ့တရားမဟုတ်ဘဲနဲ့စိတ်ကူးပြီးတော့ကြံစီပြီးအကြောင်းပြချက်ပေးတာကဘာသာပေါင်းစုံကအကြောင်းပြချက်ပေးလို့ရတယ်အကြောင်းပြချက်ပေးတဲ့အရာမှန်သမျှသည်အကြောင်းပြချက်ပဲပေးလို့ရတယ်ကိုယ်တိုင်သိတရားမဟုတ်ဘူးဗုဒ္ဓတရားသည်ငါကိုယ်တိုင်သိထားတာငါကိုယ်တိုင်သိတဲ့တရားကိုဟောဒီနေ့အတိုင်းလို့မင်းကိုယ်တိုင်သိရမယ်လို့အာမခံတယ်ပေမသိရမယ်ဆိုတာဂျင်းထဲတာ ပိမ်မသိမှဆိုလက်လက်ရှိအရှင်လက်လက်အကောင့်ကြီးတော့မသိတာလေပိမ်မသိရမယ်ဆိုတာအဲ့ဒါဂျင်းပဲဗုဒ္ဓဘာသာကဗုဒ္ဓတရားတွေကလက်တွေကိုယ်တိုင်သိရမယ်ကိုကျော်ကြီးခမည်းကိုယ်တိုင်သိလားကိုယ်တိုင်သိတဲ့တရားတွေရှိနေပါပြီဟုတ်ပြီနော်အဲ့ဒါကြောင့်လို့ရဲရဲရဲရင်ယုံကြည်ပါတယ်ရဲရဲရဲရင်ယက်တည်ပါတယ်ဘုံโอเคကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာပါလဲဆိုတော့မနေ့က14ရက်နေ့က14ရက်နေ့ဆယ်လပိုင်း2025နော် ကိုကျော်ကြီးကဗီဒီယိုဒီ post ခုတင်တယ်ဗျာเนาะကိုကျော်ကြီးတင်ထားတဲ့ post မှာသူကဘာတွေပြောသွားလဲဆိုတော့အဲ foundation foundation ကိုဘယ်လိုပြောရမလဲ foundation ဝါရကိုလက်ခံထားတဲ့ဖဒါမှမဟုတ် foundation ကိုကိုးကွယ်တဲ့ကိုးကွယ်ယုံကြည်တဲ့သူတွေကိုသူကဘာပြောသွားလဲဆိုတော့အဲဒီလူတွေကအရှင်းပြောရင်ဘယ်လိုပြောရမလဲဟိုစိတ်ကူးရင်တတ်တတ်ပေါ့เนาะသူတို့ကိုးကွယ်နေတာကသူတို့စိတ်ထဲမှာစိတ်ကူးရင်ပြီးတော့ဒါတွေကိုကိုးကွယ်နေတာပေါ့သိရမလား ရှင်းပြောရင်ဒါတွေကဘာမှတသက်အထောက်ထားမပြနိုင်ဘူးစိတ်ကူးရင်တသက်ကိုးကွယ်နေချင်တာဖြစ်တယ်ဘာညာဖို့သိရမလားအဲ့တော့ကိုကျော်ကြီးရေနော်ကျွန်တော်ကတော့ကိုကျော်ကြီးကိုကျွန်တော်ဒက်စိန်ခေါ်ချင်တယ်ဗျာဒါပေမဲ့ကိုကျော်ကြီးလာမလားမလာတော့ကျွန်တော်မသိဘူးကျွန်တော်လိုက်လွင့်နေဆိုရင်ကျွန်တော်ဒီအကောင့်နဲ့ပဲလိုက်လွင့်ပြီဆိုရင်ကိုကျော်ကြီးကျွန်တော်လိုက်ပေါ်လာလို့ရတယ်နော်ကျွန်တော်ကျွန်တော်ကိုကျော်ကြီးကျွန်တော် follow တော့မလုပ်ထားဘူးနော်အဲ့တော့ကိုကျော်ကြီးကျွန်တော်ဘာသာရေးပညာရှင်တယောက်လည်းမဟုတ်ဘူးကျွန်တော်ရိုးရိုးတာမန်လူတယောက်ဖြစ်တယ်။ဒါပေမဲ့ကိုကျော်ကြီးပြောတဲ့စကားတွေကမောင်းမဝင်ဘူး အဲ့တော့ကိုကျော်ကြီးမနေ့ကတင်သွားတဲ့14ရက်နေ့ကတင်သွားတဲ့ဗီဒီယိုကိစ္စကိုကျွန်တော်ဒီနေ့15ရက်နေ့ကျွန်တော်ရှင်းမယ်။ကဲအဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကိုကျော်ကြီးကျွန်တော်တို့ဖန်ဆင်းရှင်ဝါရကိုဖန်ဆင်းရှင်ဝါရကိုလက်ခံထားတဲ့လူတွေကိုကျော်ကြီးကအာဒီလူတွေကစိတ်ကူးရင်တက်တက်လို့ကိုကျော်ကြီးပြောတယ်မလား။အဲ့ဆိုရင်ကိုကျော်ကြီးတို့နော်ဗုဒ္ဓဘာသာကိုးကွယ်နေတဲ့လူတွေကိုလည်းကျွန်တော်တို့ကစိတ်ကူးရင်တက်တက်နဲ့ကိုးကွယ်နေရလို့ကျွန်တော်ကျွန်တော်ကတော့သတ်မှတ်တယ်။ဘာကြောင့်ကျွန်တော်အလုံးသတ်မှတ်လဲဆိုတော့ဒီကနေ့ ဒီကနေ့ကိုကျော်ကြီးတို့ဒီဒီဗုဒ္ဓဘာသာဝင်တို့အများစုကိုကြည့်လိုက်ဗျာနော်သူတို့ကနော်ဒီကဘာကြီးဖြစ်ပေါ်လာပုံတို့ဒီကဘာကြီးတို့ဒီကဘာကြီးကဘာမြေမြင်းကြီးပေါ်ဗျာနော်ဒီဒီကဘာမြေပေါ်မှာရှိတဲ့အပင်တွေဒီကဘာမြေပေါ်မှာရှိတဲ့တောတွေတောင်တွေနော်မြစ်တွေချောင်းတွေပင်လယ်တွေသမုဒ္ဒရာတွေအားလုံးကတဘာဝအလျောက်ဖြစ်လာတယ်လို့နော်ခမားတို့ဗုဒ္ဓဘာသာဝင်တွေကယုံကြည်ကြတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကဘာလဲဆိုတော့တကယ်လို့ဓာတ်တွေကတဘာဝအလျောက်ဖြစ်လာတယ်ဆိုရင်အဲ့ဒီတဘာဝဆိုတဲ့အရာကိုခမားတို့မြင်ဘူးသလား ဟမ်တဘာဝဆိုတော့တဘာဝဆိုတဲ့အရာကိုခင်ဗျားတို့မြင်မှုသလားအဲ့တော့တဘာဝဆိုတဲ့စကလုံးကစကလုံးတော့ရှိတယ်ခင်ဗျားတက်သေးတော့မပြနိုင်ဘူးဟုတ်တော့မလားတဘာဝဆိုတဲ့တဘာဝကြီးကဘယ်ပုံစံရှိလဲပြောသူ့ပုံစံကဘယ်ပုံစံလဲသူ့အယောင်ကဘာအယောင်လဲကျွန်တော်ပြောရှင်းပြလို့ရမလားရှင်းပြလို့မရဘူးမလားအေးအဲ့ဒါပဲအဲ့တော့ကျွန်တော်ပြောချင်တာကဘယ်အရာမှတဘာဝတဘာဝအလျောက်ဖြစ်လာတယ်ဆိုတာမရှိဘူးဒါအလုံးကစိတ်ကူးရင်တတ်တတ်တာဖြစ်တယ် တဘာဝအလျောက်အကဘာမျိုးကြီးဖြစ်ပေါ်လာတယ်အဲဆိုရင်ဗျာကျွန်တော်တို့နေကျွန်တော်ဒီဒီကနေ့ကျွန်တော်နေနေတဲ့အိမ်နေကျွန်တော်တို့စီးနေတဲ့ကားတွေကျွန်တော်တို့စီးနေတဲ့ cycle တွေဒီကနေ့ကျွန်တော်တို့ကင်နေတဲ့ဖုန်းတွေ laptop တွေနော်ဒီနေ့ကျွန်တော်တို့တုံးနေတဲ့ကျွန်တော်ဝင်နေတဲ့အဝတ်အစားတွေအားတွေအားလုံးကဘာကြောင့်တဘာဝအလျောက်မဖြစ်လာရတာလဲဘာကြောင့်လူတွေလုံးမဖြစ်လာရတာလဲအဲ့ဒါကတသက်ပဲလေဟုတ်တယ်မလားလူတွေလုံးမဖြစ်လာတယ်ဆိုကြတဲ့ကွာဒီအရာတွေကတဘာဝအလျောက်ဖြစ်လာတာမဟုတ်ဘူးအဲ့ဒီအတိုင်းပဲကဘာကြီးဒီကဘာကြီးကလူတွေ ်ဟိုဘယ်လိုပြောဒီကဘာကြီးကိုလည်းလုတ်တဲ့လူမရှိဘူးဆိုရင်ဒီကဘာကြီးကဖြစ်လာစရာအကြောင်းမရှိဘူးဒီနေတွေလတွေကျဲတွေနော်နော်ဒီဒီဒီဘာလဲဒီကျွန်တော်တို့ဘာလဲဒီအပင်တွေတောတွေတောင်းတွေပင်လယ်တွေတမုတ်တရားတွေအဲ့ဒါတွေအားလုံးကလုတ်တဲ့လုတ်တဲ့လူဒါမှမဟုတ်ဖန်ဖန်ဆင်းတဲ့လူမရှိဘူးဆိုရင်ဒါတွေကဖြစ်လာစရာအကြောင်းကိုရှိ ਉ မရှိတာဒါကလုံးဝတပည့်အိပယ်မရှိဘူးတကယ်လို့ဖန်ဆင်းရှင်မရှိဘူးလို့ခမားတို့ကယုံကြည်ထားတယ်ဆိုရင်အဲ့ဒါခမားတို့ကစိတ်ကူးရင်တက်တက်တက်တာဖြစ်တယ်ခမားတို့ရဲ့ယုံကြည်မှုသည် စိတ်ကူးရင်တက်တက်တာဖြစ်တယ်။ဘာကြောင့်ဆိုတော့ခင်ဗျားတို့ပြောတဲ့တဘာဝတရားကြီးကိုလည်းခင်ဗျားတို့မမြင်နိုင်ဘူး။ခင်ဗျားတို့မသိဘူး။တဘာဝတဘာဝဆိုတာဘယ်ပုံတရားရှိလဲပြော။ကျွန်တော်တက်သေးပြလို့မရဘူး။အဲ့တော့ဒီကနေ့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ post တွေအောက်မှာတချို့လာမနဲ့ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ဘာပြောလဲဆိုတော့အဲအဲ့ဒါဖန်သင်းရှင်ရှိရဆိုရင်ဖန်သင်းရှင်ရှိကြအောင်တက်တယ်ပြနိုင်ရမှာပေါ့နော်တဘောတဘောတဘောတစ်ခုပဲဗျာအခုလေရှိတယ်ဗျာလေဆိုတော့ကျွန်တော်တို့လေကျွန်တော်တို့ခန္ဓာကိုယ်လာထိရင်အဲ့ကွထိတွေ့ရဆိုတော့ အထီးသွေးမှုကျွန်တော်တို့ခံစားရတယ်ဘောဘောဘောပြောဘောတဘောတဘောဘယ်လိုပြောရမလဲဥပမာပေါ့ဗျာလေကကျွန်တော်ကိုလာထိတယ်ဆိုရင်အဲ့ထီးသွေးမှုကိုကျွန်တော်ကခံစားရတယ်သူတို့အဲ့ခံစားမှုအဲ့လိုခံစားမှုမျိုးရှိလားလို့သူတို့ကမေးကျင်တာရှင်းပြောတယ်အဲ့တော့ကျွန်တော်မေးကျင်တာကကျောက်တော်ဒီကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေအများစုဒီနှလုံးသားတွေကနော်ကျွန်တော်တို့ကဖန်ဆင်းရှင်ကိုယုံကြည်ထားတာကနှလုံးသားတွေကအုံနောက်နဲ့ကျွန်တော်တို့ကလက်ခံတော့မှာမဟုတ်ဘူးအုံနောက်နဲ့လက်ခံတယ်ဆိုရင်ခင်ဗျားတို့လိုပဲကျွန်တော်ရုပ်ထုတွေရုပ်ထုတွေပဲကိုးွယ်လိမ့်မယ် နော်ခင်ဗျားတို့ဗုဒ္ဓဘာသာဝင်လိုပဲရုပ်ထုထုပြီးကျွန်တော်ကိုးကွယ်လိမ့်မယ်ကျွန်တော်ကအုံနောက်နဲ့လက်ခံထားတာမဟုတ်ဘူးကျွန်တော်ကနှလုံးသားနဲ့လက်ခံထားတာအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဲ့ရထိတွေ့မှုဖန်ရှင်ရှေရှိကြောင်းမရှိကြောင်းကျွန်တော်နှလုံးသားတွေကကျွန်တော်ခံစားလို့ရတယ်ကျွန်တော်နှလုံးသားနဲ့ကျွန်တော်ဘယ်လိုပြောမလဲခံစားလို့ရတယ်ခံစားလို့ရတယ်ပဲရှင်းပြောရတယ်ဘောပေါလားအဲ့တော့ကျွန်တော်ပြောချင်တာကโอเคဒီကနေ့ကျွန်တော်တို့လူသားဖြစ်လာရတဲ့အကြောင်းရေဘာကြောင့်ဘာကြောင့်ဒီလူသားတွေဒီကဘာမြေပေါ်မှာဖြစ်လာရတာလဲ အဓိကအကြောင်းရင်းကဘာကြောင့်လဲဒီလူသားတွေကိုဖန်ဆင်းရှင်ကဘာကြောင့်ဖန်ဆင်းရတာလဲအကြောင်းပြချက်မရှိပဲမဖန်ဆင်းဘူးနော်လူသားကိုဖန်ဆင်းရတဲ့အကြောင်းရင်းဒီစမ်းတပ်ဖို့အတွက်ဖန်ဆင်းတာနော်ဖန်ဆင်းရှင်ကိုမမြင်ရတဲ့ဖန်ဆင်းရှင်ကိုနှလုံးသားနဲ့ကိုးကွယ်ဖို့အတွက်နှလုံးသားနဲ့ဥချဖို့အတွက်ဖန်ဆင်းထားတာအဲ့တော့ကျွန်တော်ပြောချင်တာကဒီကနေ့ခမားတို့ကမမြင်ရလို့မယုံဘူးโอเคအဲ့ထားပြီးတော့မမြင်ရလို့မယုံဘူးဆိုခဏထားလိုက်ဥပမာကျွန်တော်ဥပမာတစ်ခုကျွန်တော်ပေးမယ်နော်ဒီကနေ့ကျွန်တော်တို့ចောင်းတက်တယ်ဗျာ ူငယ်တန်းတန်းနှစ်တန်း၃တန်း၄တန်း၅တန်း၆တန်း၁၀တန်းပေါ့ဗျာအဲ့တော့ကျွန်တော်ကြောင်းတက်တယ်တစ်ဆင့်နဲ့တစ်ဆင့်တက်ဖို့အတွက်ကိုကျွန်တော်ဘာလုပ်ရလဲစာမိုးဘက်တွေဖြီးရတယ်ပထမကျွန်တော်ကြောင်းတွေတက်တယ်စားတွေအမဆရာမတွေကျွန်တော်တို့စာတင်ပေးတယ်ပြီးတော့အဲ့ဒီပြီးရင်ကျွန်တော်စာမိုးဘက်ဖြီးရတယ်စာမိုးဘက်ဖြီးပြီးတော့အောင်းရင်ကျွန်တော်တစ်ဆင့်တက်တယ်အဲ့အဲ့ဒီအတိုင်းပဲလူလောကကြီးမှာလူသားဆိုလာလေဒီတိုင်းပဲကျွန်တော်တို့ကစာမိုးဘက်ဖြီးနေတာရှင်းပြောရင်ကျွန်တော်တို့ဖန်ဆင်းရှိရကျွန်တော်တို့လူလောကကြီးမှာလွတ်ပြီးတော့အမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ကိုစမ်းတက်နေတာနော်ဒုက္ခဒုက္ခနဲ့လည်းစမ်းတက်တယ်တချို့ကဒုက္ခနဲ့လည်းစမ်းတက်တယ် အခုချမ်းသာတဲ့လူကိုလည်းမဆန်းတက်ဘူးလို့မထင်နဲ့ချမ်းသာတဲ့လူကလည်း तू ချမ်းသာတယ်အဲ့ချမ်းသာတဲ့ဘက်မှာသူ့ရဲ့စီးစိမ်လေးကိုနော် तू သူ့မှာရှိတဲ့ငွေငွေချေးတွေကိုနော် तू ဘယ်နေရာမှာအသုံးချလဲနော်တကယ်လူတွေကိုအကျိုးပြုဖို့အတွက်အသုံးချခဲ့လားဒါမှမဟုတ် तू မဟုတ်တဲ့နေရာဒီမှာ तू အသုံးချခဲ့လားအဲ့ဒါကလည်းဆန်းတက်မှုပဲဆင်းရဲတဲ့လူတွေကလည်းဒါပဲ तू တွေဆင်းရဲတယ်ဆင်းရဲတဲ့ဘက်မှာ तू သူ့ကို သူဒုက္ခဒုက္ခနဲ့အမြဲကြုံရတယ်ဗျာဆင်းရဲတဲ့လူတွေတိအမြဲတမ်းပတ်သက်ရှာပတ်သက်ရှာဖို့တလည်းအခက်အခဲတွေဖြစ်တယ်နော်သူ့ရဲ့ဒီဒီအိမ်နွေးမှာလည်းနော်ကြက်တဲတယ်စားဖို့တောက်ဖို့အဆအနိုင်နိုင်တိရမလားအဲ့ဒါတွေအားလုံးကစမ်းတက်မှုတွေဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဟိုကြောင်းတိုင်ရင်ကျွန်တော်တို့ကိုစားမွေးဖြေရတယ်မလားအဲ့ဒီပုံစံမျိုးပဲအေလူလောကကြီးမှာလည်းကျွန်တော်တို့ကိုဖျားဖန်ဒေးရှင်းကကျွန်တော်တို့ကိုလူသားအဖြစ်ဖန်ဆင်းလိုက်တာကစမ်းတက်ဖို့အတွက်ဖန်ဆင်းတာနော်အဲ့တော့ တကယ်လို့ကျွန်တော်တို့ကစာမှုပဲဖြည်တယ်စာမှုပဲအောင်တယ်ဆိုရင်တစင်တက်မယ်တစင်အစင်အစင်တက်တော့မှာဟုတ်လားနောက်ဆုံးဘွဲရတဲ့အထိပေါ့ဗျာနော်အဲ့တော့စာမှုပဲဖြည်တဲ့အချိန်မှာကျွန်တော်တို့ကိုကျွန်တော်တို့ဖြည်ရမယ်မေးခွန်းကိုနော်သူတို့ကရှုပ်ဝတ်ထားကြတယ်ဘာကြောင့်လဲကျွန်တော်တို့ကိုမေးခွန်းကိုအသိပေးလိုက်မယ်ဆိုရင်ဒီမင်းဘင်းဒီမေးခွန်းဒီမေးခွန်းဖြည်ရမယ်လို့အသိပေးလိုက်မယ်ဆိုရင်အကုန်လုံးစာမှုပဲအောင်အောင်ပါဗောဗျာဟုတ်လားမဟုတ်လားဟုတ်လားဟုတ်လားမဟုတ်လားကျွန်တော်ပြောတာအဲ့တော့မေးခွန်းတွေကိုဘယ်တော့မှသူတို့ကအသိမပေးဘူးရှုပ်ဝတ်ထားတယ်အဲ့ဒီပုံစံမှာ foundation ကလည်း तू तू ရဲ့ပုံတရံ သူရှိသူရှိเจ้าကိုသူကရှုတ်ဝတ်ထားတယ်ရှုတ်ဝတ်ပြီးတော့မှသူကကျွန်တော်တို့ကိုစမ်းတတ်တယ်เนาะအဲ့ဒီအတိုင်းပဲဒါကျွန်တော်ဥပမာပေးတာเนาะဥပမာဥပမာအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ foundation ကိုကျွန်တော်တို့ဒီကနေ့ကျွန်တော်မြင်ရမယ်ဆိုရင်ဒီကနေ့ foundation ကိုကျွန်တော်တို့ကမြင်ရမယ်ဆိုရင်ကျွန်တော်တို့မျိုးလုံးနဲ့ကျွန်တော်မြင်ရမယ်ဆိုရင်ကျွန်တော်ဘာလုပ်မလဲပြောကျွန်တော်ငရဲဆိုတာလုံးမမဟုတ်တော့ကျွန်တော်တို့ကုသိုလ်တွေပဲလုပ်တော့မယ်ကောင်းမှုတွေပဲကျွန်တော်တို့လုပ်တော့မယ်ဗျာမကောင်းမှုဆိုတော့ဘယ်လူသားမှလုပ်မမဟုတ်တော့အဲ့တော့ နတ်ပြည်နဲ့ငရဲပြည်ဆိုတော့ကိုဘာကြောင့်ဖန်ဆင်းထားရတာလဲနတ်ပြည်နဲ့ငရဲပြည်ဖန်ဆင်းထားရတဲ့အကြောင်းရင်းကနော်စမ်းတက်လို့မအောင်မြင်တဲ့လူတွေကိုငရဲပြည်ပို့မယ်စမ်းတက်လို့အောင်မြင်တဲ့လူတွေကိုနတ်ပြည်ပို့မယ်အဲ့ဒါအကြောင်းမလို့ဖန်ဆင်းရှင်ကသူ့ကိုယ်သူမပြဘူးသူတကယ်လို့သူ့ကိုယ်သူပြလိုက်မယ်ဆိုရင်လူတွေကငရဲလုံးမမဟုတ်တော့ဘူးသူ့ကိုကြောက်ပြီးတော့နော်လူတွေကမဟုတ်တာတွေလုံးမပုတ်တော့ဘူးသူ့ကိုကြောက်ပြီးတော့အဲ့အဲ့တော့ဘာလုံးလဲပြောအဲ့တော့ငရဲပြည်ဆိုတော့ဟာရှိစရာလိုတော့လားပြောငရဲပြည်ဆိုတော့ရှိစရာလိုတော့လားပြော အဲ့ငရဲပြည်နဲ့နတ်ပြည်တွေရှိနေရတဲ့အကြောင်းရင်းကိုကဘာကြောင့်လဲဒီလူသားကိုစမ်းတက်ပြီးတော့အောင်မြင်တဲ့လူတွေကနတ်ပြည်ကိုသွားမယ်မအောင်မြင်တဲ့လူတွေကငရဲပြည်ကိုသွားမယ်ရှင်းရှင်းလေးပဲဒါဥပမာကျွန်တော်ပေးတာနော်ရှင်းရှင်းလေးပဲခင်ဗျားတို့ခေါင်းရှိစဉ်းစားဖို့ဗျာတဘောပေါက်လားကဲနောက်တစ်ခုကျွန်တော်လာလာပြီးတော့အောက်မှာကျွန်တော်ရဲ့ post အောက်မှာလာလာမှတ်နဲ့တချို့ဗုဒ္ဓဘာသာဝင်တွေရှိတယ်ဘာကြီးလာပြောလဲဆိုတော့ဟာလေခင်ဗျားအားလေဟိုဘလဲဟိုဘလဲစိန်စိန်နဲ့ပေါ့နော်စိန်နဲ့ ဒီကြောက်မြတ်ယတနာတွေနဲ့ဒီကြောက်ကြောက်စစ်ကြောက်ကြောက်ခဲတွေပေါ့ဗျာကြောက်စလိတွေပေါ့ဗျာကျွန်တော်လမ်းခင်းနဲ့ကြောက်စစ်ကြောက်ကြောက်စလိတွေပေါ့ကဲအဲ့ဒီကြောက်စလိတွေနဲ့ဒီဒီဒီစိန်တွေကဘယ်ဟာပုံများလဲလေသူအရှင်းပြောရကျွန်တော်အရင်ကတင်ထားတဲ့ post မှာကျွန်တော်ကခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာပြင်ကဘာမှာကိုးကွယ်မှုအများဆုံးဘာသာလို့ပြောလိုက်တဲ့အပေါ်မှာသူတို့ကကျွန်တော်ရွက်ပြီးလာပြောတာဗျာတပည့်အရှင်းပြောရဗျာ okay ဟိုဟိုတကယ်တန်ဖိုးရှိတဲ့ဟာနဲပြီးတော့တန်ဖိုးမရှိတဲ့ဟာများတယ်ဗောနောရှင်းပြောအစ္စလာမ်ဘာသာပြင်နဲ့ခရစ်ယာန်ဘာသာပြင်ကများနေရတဲ့အကြောင်းကြီးကတန်ဖိုးမရှိဘူးလို့သူတို့ကပြောကျင်တာ မင်းတို့ဗုဒ္ဓဘာသာဝင်တွေတေချာနားတော်သွားနော်ကဘာမှာတန်မိုးရှိတဲ့အရာကိုဘယ်လူသားမဆိုမတ်မောတယ်တန်မိုးမရှိတဲ့အရာကိုဘယ်လူသားမမတ်မောဘူးဒီကနေ့ငါတို့အစ္စလာမ်ဘာသာဝင်တွေကအစ္စလာမ်ဘာသာကတန်မိုးရှိလို့လူတွေကမတ်မောလို့ဒီကနေ့သူရဲ့ကိုးကိုးကွယ်တဲ့အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူတွေကလည်းများနေရခြင်းဖြစ်တယ်နော်မင်းတို့ဗုဒ္ဓဘာသာဝင်တွေကရှင်းပြတန်မိုးမရှိလို့ကွာအဲ့ဒါကြောင့်မင်းတို့ကိုးကွယ်တဲ့လူနဲနေတာရှင်းပြောလားရှင်းလံကပြောတာအဲ့ဒါပဲခေါင်းနဲ့စဉ်းစားငါစော်ကားတာမဟုတ်ဘူးနော်မင်းတို့လာပြီးပြောလို့ငါပြန်ပြောတာ โอเคရှင်းလားကဲအချိန်လည်းမရတော့အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်မွတ်စလင်ညီကိုမတော်မတွေအားလုံးဒီဗီဒီယိုကိုแชร์ပေးကြဗျာเนาะများများလေးแชร์ပေးကြခင်ဗျားတို့အဲ့ share ဖို့အတွက်ခင်ဗျားတို့တိတ်လက်မလေးနေနေဗျာเนาะတဘောပေါ့လားကျွန်တော်ကပြောနေရတာကျွန်တော်ပြောနေရလို့ကပင်ပန်းနေတာခင်ဗျားတို့ကမแชร์တဲ့အပေါ်မှာကျွန်တော်ပြောတဲ့ကျွန်တော်ပြောကျွန်တော်ပေးတဲ့ message တွေကတဖက်လူတွေရှိဘူးမရောက်ဘူးဖြစ်နေတယ်เนาะများများလေး share ပေးကြဗျာเนาะကျွန်တော်မွတ်စလင်ညီကိုမတော်မတွေအားလုံးအားလုံးကျေးဇူးသူဟာဘာသာတရားကိုးကွယ်ရဘာသာမှန်မှလူမှန်ဖြစ်တယ်လူကောင်းဖြစ်တယ် အဲ့ဒီလိုလူမှန်လူကောင်းဖြစ်မှအဲ့ဒီသူ့မှာသူ့ရဲ့ဘဝဒုက္ခတွေကနည်းပါသွားလိမ့်မယ်။သူနဲ့ပတ်သက်တဲ့လူနဲ့လူပတ်ဝန်းကျင်ကအေးချမ်းသာရလိမ့်မယ်။ဒီလိုမှမဟုတ်ရင်ချိန်မီလုံးသလိုတော်မီလောင်သလိုဖွဲမီလောင်သလိုမအေးချမ်းဘူး။အဲ့တော့ကိုယ်ကမှုဘာသာတရားမှန်ဖို့အရေးကြီးတယ်ဆိုတော့ကိုယ်ကမှုဘာသာတရားထဲမှာအမှန်ဆုံးကတော့ဒါကျွန်တော်တို့ကဗုဒ္ဓဘာသာလေဗုဒ္ဓဘာသာလို့ပဲမြင်တယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာဟာကမ္ဘာလူထုကိုမလှည့်ပြားဘူး။မနှိပ်ကုတ်ဘူး။မမြင်ရတဲ့တရားတွေကိုလည်းညှိုးထိုးပြီးချွေးစိတ်ထားတာမရှိဘူး။ ကဘာပြက်မှချမ်းသာရတယ်လို့ဆိုတော့လမ်းညွှန်မှုမျိုးနဲ့လည်းလူတွေကိုမဖျားယောင်းဘူးအခုလို့အခုချင်းအခုရတယ်အဲ့ဒီတရားတွေကိုညွှန်ပြတယ်ဆိုလိုတာကတန်တိတိကောအဂါလိကောအေပတိကောဒီတရားတွေပေါ့ဗျာအဲ့ဒီတရားတွေကအခုလို့ရင်အခုချင်းအခုရတယ်ဟာပေါ့နော်လက်ငယ်ချမ်းသာရတယ်ဆိုတဲ့ဟာကိုညွှန်ပြတယ်ဒါဗုဒ္ဓဘာသာရဲ့ဟိုထူးခြားချက်တစ်ခုပေါ့နော်သာသနာပြုအမြင်နဲ့ပြောကြတာဒါကြောင့်ကျွန်တော်တို့ဟာမိမိတို့နဲ့အသွင်တူတဲ့ဉာဏ်တူတဲ့ပုံစံတွေကို အဲ့ဒီရဲ့ဘုရားရဲ့သုံးမတွေကိုဘာပဲဖြစ်ဖြစ်ဟိုကျင့်သုံးနိုင်ဖို့အတွက်ဆောင်ရွက်နေကြဖို့သာသနာပြုတယ်လို့ဒီလိုပြောတာပေါ့နော်အဲဒီတော့ကျွန်တော်နောက်တစ်ခုတက်ကြည့်မယ်ဆက်ပြီးတော့ကြည့်မယ်ဘုရားဘာသာနဲ့ဘာမှမသက်ဆိုင်တဲ့ဟိုမြို့ဖလာခရိယန်ဘာသာတွေဖြစ်ခဲ့ကြတဲ့နော်ဟိုဟာပေါ့ Mr. Mr. Bertrand Russell တို့ပုံကူမျိုးပေါ့နော်ပြောရင်တော့ဟိုကမ္ဘာပညာရှိကြီးတွေအရံဘုရားဘာသာကိုမျက်နှိုးခဲ့သေးတယ် စာအက်ဒွင်အာနိုးလို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကမ္ဘာစာရေးဆရာကြီးတွေပုဂ္ဂိုလ်တွေရလည်းပဲဗုဒ္ဓဘာသာရဲ့အလင်းရောင်ကိုထွန်းပြောင်စေခဲ့တဲ့အစာအုပ်တွေထုတ်ရတာရှိတယ်။နောက်ပြီးတော့နော်ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့သိပ္ပံပညာရှင်လို့ခေါ်တဲ့အိုင်စတိုင်အိုင်စတိုင်ကိုယ်တိုင်ကလည်းပဲတစ်ချိန်မှာဖန်ဆင်းခြင်းဝါဒကြဆုံးနေမယ်။အဲ့ဒီခါကျရင်ကမ္ဘာလောကနဲ့ဆက်ကြဝဠာကကိုးကွယ်တဲ့ဘာသာဒီဗုဒ္ဓဘာသာသာဖြစ်လိမ့်မယ်လို့သိပ္ပံပညာဖြင့်အစမ်းသပ်ခံနိုင်တဲ့ဗုဒ္ဓဘာသာသာကြံရိုက်ခဲ့မယ်လို့ဆိုပြီးဟောကင်းထုတ်ခဲ့တယ်